မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ AOD တိုင်းလင်းမြနာမြို့နယ်တဲနုဂုံကြီးရွာနယ်မြေရဲစခန်းကိုအရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ရရှိသွားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လင်းမြနာမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များအခြေစိုက်ထားတဲ့တဲနုဂုံကြီးရွာနယ်မြေရဲစခန်းကိုမနေ့ကဇွန်လ18ရက်နေ့မနက်ပိုင်းမှာတော်လိုင်းပူးပေါင်းတပ်ဖွဲ့များက သိမ့်ပိုက်ရရှိသွားတယ်လို့ဒေတာကံများထံကသိရပါဗါးရဲစခန်းသိမ့်ခံလိုက်ရတာဟုတ်ပါတယ်မနေ့ကသိမ့်လိုက်တာပါအတီးပြုတ်လို့ရပါတယ်လို့ရှေးတန်းသတင်းရင်းမြစ်ကပြောကြားထားပါဗါးအဲ့ဒီနေမြေရဲစခန်းမှာစစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်ဖွဲ့များတပ်ဆွဲနေရာယူထားပြီးတော့စစ်ကောင်စီဘက်က112လေးရင်များကိုအုံပြုတ်ကလေးချောင်းကနေတိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါးတဲနုကုံရဲစခန်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာထွက်ပြေးသွားပြီးတော့ရေပြူကျေးရွာများမှာပြန်လည်ပြီးတော့အင်အားစုဆောင်းနေတယ်လို့သိရပါတယ်။အလားတူပဲရေကြီးမြို့နယ်မှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့အမတ၃လေးလေးအနီးစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတဲ့အပြင်စက်တပ်လေထီးများပါအုံပြုတ်နေတယ်လို့သိရပါတယ်။ရေနသာဂိတ်နဲ့ကြုံပြော်ခလိုက်ရ36မှာလည်းခန်းစစ်စခန်းများထပ်မံတိုးချဲ့ပြီးတော့လုံခြုံရေးအပြည့်ယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့တရားခွင်မှာအမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူလူခေါင်းဆောင်ရဲ့ထောင်တွင်းမှာနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနကိုပြည်သူရင်ခွင်အဖွဲ့ကနေတဆင့်ပေါက်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတရားခွင်အတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေစဉ်အချင်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကို Guardian ကရရှိခဲ့ပြီးတော့အသက်80ပြည့်မွေးနေ့နီးကပ်လာတဲ့အချိန်မှာ ဖြောက်ချခံရတဲ့အရသာခေါင်းဆောင်ရဲ့ဘဝအကြောင်းတစ်စီတစ်ဆောင်ဖော်ပြထားပါတယ်။ Guardian ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုများဟာ2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလအတွင်းမှာဖြစ်ပြီးတော့သမရဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရားခွင်မှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းများကိုပြသထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အချင်းတော်တွင်းနေ့စဉ်နေထိုင်မှုမှတ်တမ်းများထဲမှာသူမရဲ့နေ့စဉ်မှတ်တမ်းများဟာမနက်၄နာရီခွဲအချိန်ကစတင်ပြီးတော့ည၈နာရီခွဲအချိန်မှာပြီးဆုံးတယ်လို့မှတ်တမ်းမှာဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာ မနက်တိုင်းတနအီကျော်တရားထိုင်ပြီးတော့ညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခန်းတွဲမှာလမ်းလျှောက်တယ်လို့သိရပါတယ်။မှတ်တမ်းတစ်ခုမှာနေလစာအဖြစ်ထမင်းနှစ်စုံ၊ကြက်သား၅သားလုံးဟင်းချိုချောကလက်နှစ်ခု၊ငကမောက်သီးအနေငယ်တို့ကိုစားသုံးကြောင်းဖော်ပြထားပါတယ်။ပုံမှန်အားဖြင့်ဒေါအောင်ဆန်းစုကြည်ကအစားနဲ့ပြီးတော့ မနက်စာအတွက်ကြက်ဥကျော်နေ့လယ်စာအတွက်ထမင်းအနှင်းငယ်နဲ့အသားနဲ့ငါးတို့ကိုစားတယ်လို့ဖော်ပြထားပါတယ်။ညစာအတွက်ကိုတော့ပါမုတ်စားတယ်လို့ရေးသားထားပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာစစ်အာဏာသိမ်းတဲ့အချိန်2022ခုနှစ်စစ်တပ်ကထုတ်ဝေတဲ့သတင်းစာများကိုဖတ်ရှုနေရတယ်လို့သိရပါတယ်။2024ခုနှစ်အစောပိုင်းမှာဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနရဲ့သတင်းရေးမြစ်က သူမရဲ့အတန်နဲ့လမ်းလျှောက်ပုံကမပြောင်းလဲပါဘူး။သူမရဲ့ဇပင်မှာ ပန်းပန်ထားတာတော့မရှိတော့ဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါဒေသပရကျေးရွာရွှေမုံညိုဖျားအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီတပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးထဲမှနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မှာရေပြူမြို့နယ်ကံပေါဒေသပရကျေးရွာမှာရှိတဲ့ရွှေမုံညိုဖျားအနီးတပ်ဆွဲထားတဲ့ အကြမ်းမဲ့စစ်တပ်ရဲ့ယာယီတပ်စခန်းကိုရေပြူမြို့နယ်ပူပေါင်းမဟာမိတ်အဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုမှာအကြမ်းမဲ့စစ်ကောင်စီဘက်က၃ဦးထက်မနေသေးဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့သိရပါဗျ။အုံးမင်ကွင်းအခြေစားမောရဝတီရေတပ်စခန်းဌာနချုပ်ကလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ကူပေးခဲ့တော့လေပူပေါင်းမဟာမိတ်တပ်ဖွဲ့များဟာအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတေဆုံးမှုကထတ်တိုးရှိပေမဲ့စုံစမ်းနေသေးပါစစ်ခွေးအင်အားကတော့ပြရမာက စစ်ကောင်စီစခန်းချတဲ့နေရာက6နေရာရှိတာဆိုတော့အ ਨੇ စုံအင်အားတရာလောက်တော့ခံမရတာပဲရွာထဲမှာလည်းလူနေတာနေတော့စုံစမ်းရခန့်နေလို့မော်ရဝတီရေတပ်ကလည်းလက်နက်ကြီးနဲ့ပြစ်ကူပေးနေသေးတယ်ပြည်သူတွေစီရဲသတိရှိဖို့နဲ့စစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ပြောချင်ပါတယ်လို့လောင်လုံးပန်နီဆိုလာဖို့စ် LPF ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်အတွင်းမှာရှိတဲ့ပြည်နယ်အစိုးရတင်တာလုပ်ငန်းအများစုကိုရယူလိုပါကဝင်းကြီးချုပ်ဒေါက်တာဝုံဆုံးထံလမ်းမဆက်သွေးဝင်းကြီးစစ်အရာရှိဟောင်းနေလင်းအောင်စစ်တပ်ဗျူဟာမှုစိုးဝင်းထွန်းတို့ကငွေကျပ်သိန်းကိုထောင်ချီပြီးတော့လက်ငွေတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခု2025 2026ဘန်ဒါရီနှစ်အတွက်ချင်းပြည်နယ်အတွင်းမှာလုံဆောင်ရန်ရှိနေတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာပြည်내အစိုးရတင်တာများကိုခေါ်ယူခဲ့ရမှာချင်းပြည်နယ်လမ်းမဆက်သွေးဝင်းကြီး စစ်အရာရှိဟောင်းနေလင်းအောင်စစ်ပြူဟာအခြေကြဟာခါကစစ်ပြူဟာမူဘိုးမူကြီးဆိုဝင်းထွန်ဟာခါအခြေဆိုင်ခမရ266တိုင်ရင်ကဘိုးမူအာကာကျော်မိုးတို့က၎င်းတို့နဲ့နှိစက်တဲ့စီးပွားရေးကုမ္ပဏီတွေဈေးကနေပြီးတော့ ငွေချက်သိန်းကိုထောင်ချီပြီးတော့လက်ငွေရယူပြီးတင်တာများရရှိရေးအတွက်စောင့်ရွက်ပေးနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်မှာဒေသဖွံ့ဖြိုးရေးတင်တာတွေခေါ်နေပါပြီ။အဲ့ဒီမှာချင်းပြည်နယ်အိုးအိမ်အားကာတမဝါယမကျေးလက်ဖွံ့ဖြိုးရေးလမ်းကြီးကျလမ်းဦးစီးနတ်တလဆယ်မြောင်းဌာနဘောင်းဆောင်ကနေပြီးတော့တင်တာတွေခေါ်တာရှောက်တာကလည်းဒေသကကုမ္ပဏီအခု200လောက်ရှိတယ်ဝိုင်းရှောက်ကြတာ အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီနေ့တင်တာတွေကစစ်ဖြူဟာမူဆိုဝင်ထွန်ဘုံမှုအာကကျော်မိုးနဲ့လမ်းမဆက်သွေးဝင်ကြီးနေလင်းအောင်တက်ထွက်တို့နဲ့ညှိနှိုင်းနေပြုတ်လို့ပြီးတော့တင်တာလုပ်ငန်းတွေကိုသူတို့ရဲ့တွဲဖက်ကုမ္ပဏီတွေကိုပဲပေးပြီးတော့တင်တာတွေလှုပ်ရှားနေကြတာတင်တာရဖို့အတွက်ကုမ္ပဏီတွေကသူ့ထက်ငါအပြားအဆိုင်ငွေကျပ်သိန်းကိုထောင်ချီပြီးတော့သူတို့ကိုလက်ထိုးနေကြတာတင်တာအပိသက်စင်းရဲမထုတ်ကသေးဘူးဘယ်သူတွေကရမယ်ဆိုတာကသိနေရပြီလို့ ချင်းပြည်နယ်စစ်ကောင်စီရဲ့တရင်ရင်မေကပြောပြထားပါဗျ။လက်တလုံးမှာတင်တာရရှိတဲ့ကုမ္ပဏီများကိုတရားဝင်ကြေညာခြင်းမရှိသေးတဲ့အချိန်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုံစွန်းထံနဲ့ချင်းပြည်နယ်ဥပဒေချုပ်တို့ကလည်း၎င်းတို့ရဲ့ဆွေမျိုးကုမ္ပဏီများကိုတင်တာချပေးရန်၎င်းတို့လက်ငွေယူထားတဲ့ကုမ္ပဏီများကိုတင်တာလုပ်ငန်းများပေးရန်အတွက်စီစဉ်ဆောင်ရွက်နေကြတယ်လို့သိရပါဗျ။တင်တာတွေကကက်ဘိနက်ကမဆုံးဖြတ်ရသေးပေမဲ့စိုးဝင်းထွန်းနေလင်းအောင်လမ်းမဆက်သွေးဝန်ကြီးတို့နဲ့ပေါင်းတဲ့ကုမ္ပဏီနဲ့ ဝင်ကြီးချုပ်အမျိုးကုမ္ပဏီဂါထားတဲ့ကုမ္ပဏီတွေကအောင်ဝဲခံနေကြပြီဘဲကုမ္ပဏီတွေကရတယ်ဆိုတာဘာမှ result ကမထွက်သေးဘူးမသိရင် miss ပြိုင်ပွဲတွေလိုပဲလို့အဲ့ဒီသတင်းရင်းမြစ်ကဆက်လက်ပြောဆိုထားပါတယ်စစ်ဗျူဟာအခြေချဟာခါကစစ်ဗျူဟာမူဘုံမူကြီးစိုးဝင်ထုံးကိုတက်မ69တက်မမူအဖြစ် စစ်ကောင်စီကယာရူတိုးပေးလိုက်ပြီဖြစ်တော့လေတေနာလုပ်ငန်းများချထားပေးရတဲ့အတွက်နက်နက်ရှမ်းရှမ်းပအဝင်ပတ်သက်နေဆဲဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ချင်းပြည်နယ်အတွင်းတစ်ခိုးထုံးမှုတွေအပါအဝင်တရားမဝင်လုပ်ငန်းများအတွက်စစ်အရာရှိဟောင်းလမ်းမဆက်သွေးဝင်ကြီးနေလင်းအောင်စစ်ပြူဟာမှုဘုံမှုကြီးစိုးဝင်းထွန်းတို့ထံကိုလက်ငွေလာစေပုံမှန်ပေးရနေရတယ်လို့သိရပါဗျ။ နေလင်းအောင်ဟာ2024ခုနှစ်ဖေဖော်ဝါရီလမှဝင်ကြီးအဖြစ်နဲ့ခန့်အပ်ခံခြင်းဖြစ်တော်လဲစေအားရှိဟောင်းဖြစ်တဲ့အတွက်တနင်္လာရက်မှာတရားမဝင်လုပ်ငန်းများနဲ့ချိတ်ဆက်ပြီးတော့ငွေကြေးရယူပြီးချမ်းသာလာတယ်လို့သိရပါတယ်အဓိကကတော့ချင်းမီနယ်ကောင်စီကထိပ်ပိုင်းအားရှိကြီးများအတွက်ငွေကြေးလမ်းကြောင်းဖန်တီးပေးနိုင်တဲ့အတွက်၎င်းရဲ့ဩဇာဟာချင်းမီနယ်အခြေချစစ်ပြူဟာမှာကြီးမားနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဟင်းသာရမြို့နယ်စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးမှုရုံးကဝန်ထမ်းတွေကပြည်သူ့စစ်မှုထမ်းကိုအကြောင်းပြပြီးတော့ငွေတောင်းယူနေတဲ့အပြင်ခြေရွာများကိုဝင်ရောက်ပြီးတော့လူငယ်တွေကိုဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒုတိယအုပ်ချုပ်ရင်းမှုဥမျိုးမင်းဆိုကကျေးရွာအုပ်ချုပ်ရင်းမှုနဲ့စရေးတွေကိုခေါ်ယူပြီးတော့စစ်မှုထမ်းအပတ်စဉ်၁၄အတွက်တအုပ်စုကိုတရောက်နှုံတောင်းယူပြီးတော့မထည့်နိုင်ပါကငွေကိုညှိနှိုင်းပြီးတော့တောင်းယူနေတယ်လို့ဒေသခံများကပြောပါတယ်ပြည်သူစစ်မှုထမ်းအပတ်စဉ်တပတ်မထည့်နိုင်ပါကငွေကျပ်35သိန်းအပတ်စဉ်နှစ်ပတ်မထည့်နိုင်ပါကငွေကျပ်သိန်း60နဲ့ညှိနှိုင်းပြီးတော့ပေးနေရတယ်လို့ဒေသခံများကပြောပါတယ်ဒုတိယအုပ်ချုပ်ရင်းမှုမျိုးမင်းဆိုနဲ့အကြီးတန်းစရေးမှတင်းတင်းအောင် ငိမ့်ငိမ့်ညိုတို့ကလူပေးဖို့ထက်အပတ်စဉ်ရှောင်ဖို့အတွက်ပတ်စံတောင်းတယ်ပတ်စံပေးထားလဲရွာထဲကိုဆင်းပြီးတော့ဇွဲတယ်ပတ်စံပြန်တောင်းတော့လည်းပြန်မပေးဘူးပြည်သူတွေရဲ့ဘဝကစစ်မှုထမ်းအတွက်စစ်သားလဲပေးရပတ်စံလဲပေးရဖြစ်နေတယ်လို့ဟင်းသရမြို့နယ်ကဒေသခံတအုပ်ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အခုလိုမျိုးပြည်သူစစ်မှုထမ်းအတွက်ကျေးရွာနဲ့ရက်ရွာများကညှိနှိုင်းပြီးတော့ငွေပေးဆောင်နေရတော့လေစစ်ကောင်စီတပ်သားများနဲ့အုပ်ချုပ်ရေးအဖွဲ့က အသက်ပြည့်ပြီးဖြစ်တဲ့လူငယ်များကိုကြေးရွာတွေထဲအထိဝင်ရောက်ပြီးတော့ဖမ်းဆီးနေတယ်လို့ဒေသခံများကပြောကြားထားပါတယ်။ဒါအပြင်ပြည်သူစစ်မှုထမ်းအတွက်အချို့ကျပတ်စံပေးနေကြရတော့လဲမနေ့ကဇွန်လ18ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ထွေးအုပ်ဝန်ထမ်းတွေကဟင်းသရမြို့နယ်မှာရှိတဲ့ကြေးရွာများကိုဆင်းပြီးတော့ပြည်သူစစ်မှုထမ်းအတွက်လူထပ်ပေးဖို့အတွက်စည်ရင်းတွေတောင်းယူနေကြတယ်လို့ဒေသခံများကပြောပါတယ်။ ် ARD တိုင်းအတွင်26မြို့နယ်ရှိပြီးတော့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနဲ့စည်ရေးများဟာပြည်သူစစ်မှုတန်းကိုအကြောင်းပြပြီးတော့ချင်းချောင်းငွေကြေးတောင်းယူမှုများပြုလုပ်နေတော်လဲစစ်ကောင်စီကတော့ဘာမှအရေးယူမှုမရှိဘူးလို့ဒေတာခံများထံကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ